လိုင်ယွန်နဲ့စားရမယ့်ယူရိုပါလီပွဲအတွက်ပွဲထွက်ကိုသမားကိုအချိန်ယူပြီးမှရွေးချယ်မယ်အာမိုရင်မန်ယူနိုက်တက်တင်းကနျူကာဆယ်တင်းကို၄ဂိုးတကိုးနဲ့ယင်းနေခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ပြီးမှမန်ယူနိုက်တက်တင်းကရူဘီအာမိုရင်ကဒါမဲ့လိုင်ယွန်တင်းနဲ့ယူရိုပါလီကွာတာဖိုင်နယ်ဒုတိယကြောပွဲအတွက်ပွဲထွက်ကိုသမားရွေးချယ်မယ်ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းမှုဆိုခဲ့ပါတယ်မန်ယူနိုက်တက်တင်းကရူဘီအာမိုရင်ဟာဒီရီမာမာယွန်နဲ့အများပြပြုတ်လုံနေတဲ့ကိုသမားအုံနာနာကိုနျူကာဆယ်တင်းနဲ့ပွဲမှာလူစင်းကနေချန်လက်ခဲ့ပြီးဒုတိယကိုသမားဖြစ်တဲ့တူရကီကိုသမားဘာရင်ဒါကိုပွဲထွက်လူစင်းနဲ့ထဲသွင်းအသုံးပြုသွားခဲ့တာပါ ဒါပေမဲ့ဘာရီနာကလည်းညူကဆယ်တင်းရဲ့ပွဲမှာအမှန်ရပြုလုပ်ခဲ့ပြီးသူ့ရဲ့မာယွင်းကြောင့်ညူကဆယ်တင်းရဲ့စုထသွင်းကိုကိုခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။အဲဒါကြောင့်လိုင်ယွန်တင်းရဲ့ရေးကြီးတဲ့ယူရိုပါလိကွာတာဖိုင်နယ်ဒုတိယကျောပွဲချိန်မှာနီပြအမော်ရီအနေနဲ့ဘယ်ကုသမကိုယူနိုက်တက်တင်းရဲ့ပွဲထွက်လူစင်းနဲ့ထိသွင်းအသုံးပြုလာမလဲဆိုတာအားလုံးကစိတ်ဝင်စားနေကြတာပါ။ရူပီအမော်ရီကခင်ဗျားတို့ဆောင်းဆိုင်ကြပါကျွန်တော်တို့လေ့ကျင့်ခန်းအစီအစဉ်ကိုပြုလုပ်ပြီးလာမယ့်ပွဲအတွက်အကောင်းဆုံးပွဲထွက်လူစီရင်ဆက်တဲ့ဥပိုလ်ကျွန်တော်ရည်ချွတ်သားမှာပါလို့ပွဲပြီးမီဒီယာတွေ့ဆုံမှုမှာဆိုခဲ့ပါတယ် မင်းနဲ့တင်ဒီပြရိုဘတ်အာမော်ရင်ကဒီပွဲရဲ့ဒုတိယပိုင်းမှာနျူကာဆယ်အသင်းကို၃ဂိုးခွင့်ပြုခဲ့ရတဲ့အသင်းရဲ့ဆွမ်းဆောင်ရည်ကိုဝေဖန်ခဲ့ပါတယ်။ဒီရှုံးပွဲဟာမင်းနဲ့တင်အတွက်ဒီရာစီပရီးမီယာလိပြိုင်ပွဲမှာ၁၄ပွဲမြောက်ဆုံးနှိမ့်မှုဖြစ်ပြီးအမတ်ပေးစရာအဆင့်၁၄နေရာမှာယက်တီနီကတန်းစည်းစုံအထက်ကဝဟန်အသင်းနဲ့၃မှတ်သာကွာဟာတော့တာဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမတ်ပေးချက်